တက္ကုံမြို့နယ်မကြီးပင်ကျေးရွာမှာရေကြီးရေရှမ်းမှုဖြစ်ပေါ်နေပြီးလူဦးရေ400ခန့်အရေးပေါ်ပြောင်းရွှေ့ပေးနေရ။မင်္ဂလာပါပရိသတ်ကြီးရှင်နေပြည်တော်တက္ကုံမြို့နယ်မှာဒီကနေ့မေလ18ရက်နေ့မွန်းတဲပိုင်းမှာစတင်ကမိုးတဲထန်စွာရွာသွန်းခဲ့မှုကြောင့်မကြီးပင်ကျေးရွာမှာရေကြီးရေရှမ်းမှုဖြစ်ပေါ်လျက်ရှိကြောင်းဂရုနာရှင်လူမှုကူညီရေးပရိသတ်အသင်းရဲ့ပြောပြချက်အရသိရှိရပါသည်။ မိုးရွာပြီးတော့ရေတွေတက်လာတယ်။အခုရေတွေတက်လာတဲ့အတွက်လူဦးရေ၄၀၀လောက်ကိုရွာက ရေရင်းဖြူဖုန်ကြီးချောင်းကိုရွှေ့ပေးထားရပါတယ်။ဒီညနေပိုင်းမှာတော့ရေကတပေခွဲလောက်ပြန်ကျသွားပါပြီ။ရေပြန်ကျသွားရင်တော့ဖုန်ကြီးချောင်းမှာခလေးတွေနဲ့တက်ကြီးရွယ်ဦးတွေလောက်ပဲကျန်ခဲ့မယ်ဟုဆိုကဂယုနာရှင်လူမှုကွန်ရက်အသင်းတာဝန်ရှိသူတအူကပြောပြထားပါတယ်။ လက်ရှိအချိန်အထိတော့ရေရင်းဖြူဖုန်ကြီးကျောင်းမှာရောက်ရှိနေတဲ့ရေဘေးသင့်သူတွေကိုဂယူနာရှင်လူမှုကွန်ရက်ရဲ့အသင်းနဲ့တာဝန်ရှိသူများကကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်းလည်းသိရပါတယ်။ယခုနှစ်မှာမိုးဦးကစောတယ်လို့ပြောရမှာဖြစ်ပြီးအခုချိန်ကလေးကရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့်မြချောင်းများနဲ့နီးနေပြီးတော့အနေပိုင်းမှာရောင်းနေတဲ့ကြေးရွာတွေအနေနဲ့သတိမလွတ်ကြဖို့လို့အခုလိုသတိပေးထားတာဖြစ်ပါတယ်။ တကုံးမြို့နယ်နဝင်းချောင်းနဲ့ဤသောရွာများမပေါ်ဆကြပါနဲ့။တကြီးရွယ်ဦးကလေးငယ်များအားစိတ်ချရသောနေရာများသို့ပြောင်းရွှေ့ထားပါ။ကြိုတင်ပြင်ဆင်ခြင်းကသာဘေးရန်ကင်းနိုင်တာမို့မပေါ်ဆကြပါနဲ့။နောက်ထပ်လည်းမိုးကရွာဖို့ရှိနေသေးလို့ပြည်မနာဘက်ကသူတွေလည်းအားလုံးပဲတတိထားခရူဆိုင်ကြပါဗျာ။ဆိုရင်လွန်ပြီးကြောင်းနေဖို့မလိုသလိုတတိလက်လွတ်ပေါ်ဆနေလို့လည်းမရပါဘူးပြာဟုဆိုကောင်တကုံမျိုးနဝင်းချောင်းကရေတက်လာလို့မကြီးပင်ရွာနဲ့ညောင်လွတ်ဘက်တွေမှာရေဝင်ရောက်မှုဖြစ်ပေါ်နေပြီ မိုးရွာသွန်းမှုဇက်တိုက်ဖြစ်လာပါကရေကြီးရေလျှမ်းမှုဖြစ်ပွားနိုင်တာကြောင့်အနှိမ်ပိုင်းတွေမှာနေထိုင်ကြသူတွေအနေနဲ့သတိလက်လွတ်မနေကြဘဲအတွက်သတိပေးပြောကြားထားတာပဲဖြစ်ပါတယ်။ không này Kami nak jual dua miliar di mana? လို့ဒါကျွန်တော်တို့မကြီးမင်းကြီးရမှာကျွန်တော်တို့ညီကိုတွေစပြီးတော့စပြီးတော့လဝပေးနေပါပြီ။